အားလုံးပဲမင်္ဂလာပါခင်ဗျာရေလေးအောင်ဘလော့ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေရဲ့အတွက်ကိုယ့်ရဲ့ Facebook ကောက်မှာကိုစပြီးသုံးတဲ့အချိန်ကနေပြီးတော့ဒီနေ့အချိန်ထိကျွန်တော်တို့ရဲ့ Facebook မှာတင်ခဲ့တဲ့ဒီ Mind Story တွေကိုပြန်ပြီးတော့ရှာနီးပေါ့နော်ပြန်ပြီးကြည့်လို့ရမယ့်နီးလေးကိုအစာဆုံးရှင်းပြပြီးတော့မှာဖြစ်ပါတယ်ဗျာအဲကျွန်တော်တို့တစ်ခါတည်းရမှာကိုအရင်တော့တင်ခဲ့တဲ့ Mind Story တွေကိုကျွန်တော် highlight အနေနဲ့ကိုယ့်ရဲ့ profile မှာထုတ်ထားခြင်းလိုပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ Mind Story အဟောင်းတွေကိုပြန်ပြီးဖြည့်ခြင်းလိုပဲဖြစ်ဖြစ်ပေါ့နော်အဲဒီလိုအကြောင်းမျိုးမျိုးကြောင့်ကိုအရင် င်တော့တင်ခဲ့တဲ့ Maestro ရဲ့အဟောင်းလေးကိုပြန်ပြီးရှာခြင်းနဲ့ဆိုရင်ကျွန်တော်အခုပြပေးတဲ့နီလန်လီတန်ရှာလို့ရပါတယ်နီလန်လီကလည်းအရင်လွယ်ကူပါပဲဗျာပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့ Facebook ဟိုဆော်ရတဲ့တစ်ချက်ဝင်လိုက်မယ်ပေါ့နော် Facebook account ထဲကိုရောက်ပြီဆိုရင်ကျွန်တော်ညာဘက်ဆုံးမှာဒီအပေါ်ဆုံးမှာဒီကိုယ့်ရဲ့ profile ပုံလေးနဲ့ menu button လေးရှိရယ်ပေါ့နော်အဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျဒီနေရာလေးကိုရောက်သွားပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာပဲကျွန်တော်တို့ရဲ့ဒီ profile လေးပေါ့နော်ကိုယ့်ရဲ့ ဒီ profile နာမည်နဲ့ပုံလေးပေါ့နော်ကိုယ့်ရဲ့ profile နေရာလေးကိုတစ်ချက်ထပ်ပြီးနှိပ်လိုက်ပါခင်ဗျတစ်ချက်ထပ်ပြီးနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီဘက်ဆုံးမှာအဆက်ကလေး30ရှိတယ်ပေါ့နော်အဲ့အဆက်ကလေး30ကိုတစ်ချက်ထပ်ပြီးနှိပ်ပေးလိုက်ပါနှိပ်လိုက်ပြီးဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီအပေါ်သုံးနာလေးမှာပဲပေါ့နော်ဒီအချိုက်ဆိုတာလေးရှိပါတယ်အချီလာအချိုက်လာပေါ့နော်ဒီဟာလေးပေါ့အဲ့ ARCIMB ပေါ့နော်အဲ့ဟာလေးကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျ အဲ့လေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီအပေါ်ထောင်နားလေးမှာဒီ story အချိုက်ဆိုတာလေးကိုထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ခင်ဗျဒီဟာလေးပေါ့နော်အဲ့ဟာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပြီးလိုက်ပါခင်ဗျအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုရင်တော့ဒီနေရာမှာပေါ်လာပြီပဲဖြစ်ပါတယ်ကျွန်တော်ကတော့ဒီနေရာမှာအာ ဒီဗီဒီယို record လုပ်နေရဖြစ်တဲ့အတွက်ကြောင့်ဘုံမှာ high လောက်ထားလိုက်မယ်ပေါ့နော်ဒီနေရာမှာဒါမိတ်ဆွေတို့ရဲ့ mind story ကိုအဟောင်းတွေကိုပြန်ပြီးတော့တွေ့ရရည်ပဲဖြစ်ပါတယ်ဒီနေရာမှာကျွန်တော်တို့ရဲ့ mind story အဟောင်းတွေကို Facebook စာသုံးတဲ့အချိန်လေးကနေပြီးတော့ဒီနေ့အချိန်ကြီးကိုတောက်လျှောက်တင်လာခဲ့တဲ့ mind story အကုန်လုံးကိုဒီနေရာမှာအကုန်လုံးကိုပြန်ကြည့်လို့ရရည်ပဲဖြစ်ပါတယ်ဗျာဒီ mind story ကိုကျွန်တော်တို့ဒီကိုယ့်ရဲ့ profile မှာ highlight အနေနဲ့ထုတ်ခြင်းလို့ပဲဖြစ်ဖြစ်ပြန်ပြီး share ခြင်းလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်ပြန်ဖြတ်ခြင်းလို့ပဲဖြစ်ဖြစ်ဒီနေရာမှာအကုန်လုံးကိုလွယ်တကူပြန်ပြီးတော့လုပ်လို့ရရည်ပဲဖြစ်ပါတယ်ခင်ဗျာဒီနီလန်လေးကဒါမိတ်ဆွေတို့အတွက်အသုံးတက်မယ်လို့မျှော်လင့်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြရတဲ့ ့လည်းတူးချင်းတွေအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ